ဆမ်မဲအိုးကမဘူးစလောင်းကဘူးဆိုတဲ့ညမဆိုရိုးစကားလေးကြားဘူးကြတယ်မလားအခုအဲဒီစကပုံတိုင်းမျိုးချစ်တွေဖြစ်လို့နေတယ်တက်ချုပ်ကြီးကငလျင်ကူငွေနဲ့ဝယ်ထားတဲ့ Air 469လေယာဉ်ကြီးနဲ့ Belarus မှာနှုံမုံနဲ့ထွန်ဆက်တွေတွားကြည့်နေကြရင်မျိုးချစ်တွေခမနိုင်ငံတွင်းမှာတက်မတော်ရှိရေးအတွက်တွေးပူနေကြတဲ့စိတ်ချပါမျိုးချစ်ကြီးတို့ရေတက်မတော်တမိုင်း ဘယ်တော့မှမရိုင်းသလိုတက်ချုပ်ကြီးနဲ့အန်ဒီဂျူမာလည်းအစီအစဉ်တွေရှိထားပြီးသားပါလူကြားတဲ့ချပြလို့မကောင်းသေးလို့သာမချပြသေးတာတဲ့တမတော်တော်တက်ချုပ်ကြီးဟာသူတက်တလောက်မက်တလောက်ဉာဏ်ရည်ရှိတလောက်စွမ်းဆောင်နေပါလေတကယ်တော့မေးရမှာကတက်ထောက်ခံသူတွေကိုပါတမတော်သားမိတမတော်သားအဖအတွက်ငါတို့ကိုယ်တိုင်ရောတက်ချုပ်ကြီးလို့သားတွေရောရှိသမျှဆွေမျိုးတွေရောဘာတွေပြီးဆက်ခဲ့ပြီးပြီလဲ တင်ပြန်တွေးကြည့်ဘူးတလားဒါမှမဟုတ်ဒိုးချစ်တဲ့တက်မတော်အတွက် Facebook မှာအနီတွေ post အောင်တနေ့ကိုတစ်ချောင်းလောက် comment တွေတွားပေးဘူးတလားတက်မတော်ကိုကြည့်တင်ဖို့မျိုးချစ်တွေကိုတိုင်းနိုးထားဖို့အချိန်ကျလာပြီဖြစ်တယ်ဖုန်းကောင်းကောင်းတွေ့ရင်ယူလိုက်ရုံစက်ကဲကောင်းကောင်းတွေ့ရင်ဖမ်းပြီးစီးလိုက်ရုံသာမကပလာတာစမိုစာကူပါအပြင်းပြေလူစားလို့ရတဲ့ခစ်ကိုမကောင်ဆုံးချင်ဘူးဆိုရင်ဒါမှမဟုတ်24နာရီနီးပါးမီးရပြီ ဒက်စီတက်ရေကဈေးပေါ်တဲ့ခစ်တက်မတော်ကိုအဓိကမထားပဲပြည်သူကိုအဓိကထားတဲ့ခစ်ကို ပြန်မသွားခြင်းဘူးဆိုရင်အဖြေကရှိပြီးသားပါအလိုမတူတဲ့သူတွေကိုပေါ်တာဆွဲနေမယ့်အစားအလိုတူတက်ထောက်ခံသူမျိုးချစ်တွေကိုစစ်မှုထမ်းခွင့်ပေးပြီးရှေ့တန်းလွတ်လိုက်ရင်အဖြူရောင်မှုပညာရှင်များဖြစ်ကြတဲ့ဒိန်တောင်ယုံလေးခန့်စီသူတို့လိုအညာမြေတကြောစီရောက်ခွင့်ပေးလိုက်မယ်ဆိုရင်တက်မတော်ဟာမနိုင်စရာမရှိသလို တက်မတော်နဲ့ပြည်သူဟာလေပြန်လေကြည်ဘူးသွားမှာဖြစ်ပါလေဘလို့ပဲဖြစ်ဖြစ်ကျွန်တော်အစကပြောခဲ့သလို ပထမဦးဆုံးခြေလှမ်းအနေဖြင့်မျိုးချစ်တို့ရေတင်ကိုယ်တိုင်မကတင့်တာသမီးဆွေမျိုးတို့ပါစင့်မှုထမ်းဖို့အချိန်ကျလာပြီဖြစ်ပါတော့တယ်တတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဟုတ်ကဲ့ကြည့်တော့